တော်လန့်ရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းရီဆရာရန်ကုန်ဘဆွေရဲ့ရော့သွားသောပါဇက်တပေါ့ဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် ေတီဒီနောက်ဖေးတစ်ပင် အုပ်ကြားထဲမှာအော်အော်မြည်တမ်းနှင့်အတူအိယာမလူလဲထလိုက်သည်အေတီဤအမေဒီမိဘဆောင်တွင်း၌မိကလေးတလက်လက်နှင့်ရှိနေပြီညီမကလေးနှင့်မောင်ကလေးတို့သည် အဖာအထေးများနှင့်တကွာဖာဥတွေဆွဲလျက်ညိုညင့်ညင့်ဖြစ်နေသောခြံောင်းအဆက်တွင်ဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်ဖိကက်အိတ်နေကြ၏ညစ်ထက်ထက်ရှက်အင်းကြီးမျှသာဝတ်ထားသောမောင်ကလေးသည်ပေါင်ကြံတွင်းကိုလက်နှစ်ဖက်လုံသွင်းလျက်ဖင်တုံးလုံးနှင့်ကွေကွေကလေးအိတ်နေ၏ အေးဒီဒီမိမိဤလွှာခြင်းအညာဆောင်ကလေးကို မောင်ကလေးပေါ်သို့လွှားချုံကချင်းအောင်ထဲမှထွက်လာသည် တဖက်ချင်းအောင်မှဟောက်တန်ကိုကြားရသောကြောင့်အဖေသည်တင်းမောကြီးကူလီလောက်ရမှယနေ့နနက်အစောကြီးပြန်ရောက်လီဟန်တူကြောင်းအေးဒီတိသည်ဖြင့်အဖေမနှိုးရန်ဖြင်းညင်းစွာသွားသည်ဝါချမ်းမြင်သည်ကြိုးကြီးကြီးမြည်သေး၏တို့ရာတွင်အေးဒီအဖေကမနှိုးသည် အေဒီဒီအိမ်ပေးရှိမိဘကြောင့်ပြုလုပ်ထားသော အဖီဝရင် ထိုင်လျက်ဖားလာကျနေသောသပင်များကိုရစ်ပတ်လိုက်သည်ထို့နောက်မြေဆိုင်မိဘအတွင်းမှတောင်များလင်မန်းများကိုဆွဲယူလျက်မနီးမဝေးရှိရေပုံပိုင်းသို့သွားရောက်သည် ရေပုံပိုင်းရေထန်းစားသောအညာသားကိုဆန်အေဒီဘုံပိုင်းကောင်းတစ်ခုတွင်တံမုံတစ်လုံးစီချ၍ရေခန့်နေ၏အေဒီဒီရေပုံပိုင်းရှိအောက်ခံတမန်တလင်းဘော်သို့ ဗန်းများတောင်းများကိုခြာရင်ပါသက်မှ ရှီကနေမြီအောင်လေကိုမှုတ်ထုတ်လိုက်ပြီးလျင်အမလီချမ်းလိုက်တာဟုမေခတ်တန်းနှင့်ပြောလျက်ကုတ်ကုတ်ကလေးထိုင်ချလိုက်သည်ချမ်းရင်ငါယူပါလားဟာငါကနင့်ကိုနှွေးနေအောင်ဖတ်ထားပေးမှာပေါ့မตาကြီးနော်တော့ယူရင်နှွေးဖို့နေနေတာတန်းတော်နဲ့လိုက်ပြီးအခုလိုရေထမ်းနေရလို့ပိုတောင်းချမ်းအောင်မယ်အေးဒီဒီပြောပြောဆိုဆိုနဲ့ မိမိဘက်တွင်ရှိသောရေပုံမှိုင်ခေါင်းအောင်မှစံအေးအီတံမုံးကိုတွန်းဖယ်ပစ်လိုက်သည်ထို့နောက်မိမိယူလာသောတောင်းများဘန်းများကိုစေးရင်အညာသားကအညာသားပီပီလောပါကြည့်တယ်ဘုံမှိုင်ခေါင်းနှစ်ခုစလုံးမြန်သူ့ဘိုးရေပိုင်ပစ္စည်းအောင်းမေနေသလားမသိဘူးဟုပြောလိုက်သည်စံအေးကြီးမှာသဘောကောင်းသူဖြစ်သည့်လျောက်မိမိဘက်မှတံမုံးတွင် ရေပြည့်သွားသဖြင့်အေးသည်တွန်းထုတ်လိုက်သောတံမုံးကိုမိမိဘက်ရေပုံမှိုင်ခေါင်းအောက်သို့ယူ၍ရေဆက်ခံသည် အေးခုတော့ပြောအောင်ပေါ့ဟာနောက်မှကိုစံအေးကြီးမယူလိုက်ရတာမှားလေခြင်းဆိုပြီးအမဲသေနာကောင်ကြီးကတော့လို့အညာသားကိုကြုတ်တင်မဟုတ်ဘူးဘသူမှယူမှာမဟုတ်ဘူးတော်သေးရင်ငပြောတော့ပောင်ချရမယ်တိလားတဲဒီခန်းမာကလေးမဥမချွတ်နဲ့နေနောင်အစကငါ့ကိုကြိုက်မလို့မဟုတ်လားစိုက်ကားသမားထွန်းဆိုင်ကလက်မြန်ချီမြန်နဲ့မို့နေသူ့နောက်ပါသွားတာပါဟာငါပြောစမ်း तू ကနင့်ကိုဘယ်နဲ့လှုပ်လိုက်လို့နေသူ့နောက်ပါသွားရတာလဲ မตาကြီးနော်အေးဒီဒီစံအေးကြီးအားစေးနေသောလင်မန်းနဲ့ခုတ်လိုက်၏စံအေးကြီးကမထီအောင်ရှောင်ပြီးလျင် သူ့ရေဘုံများကိုထမ်းပြေးသည်နှင်းနောက်သောလသည်ဝယုံပင်များကိုလှုပ်ရမ်းလိုက်ရမှ အေးဒီကိုပတ်ပြန်းသွား၏အေးဒီဒီဘုံမိုင်တွင်ကုန်း၍မျက်နှာတက်လျက်ဗဇက်မှတရှိရှိမြည်ရင်းအိမ်စီသို့ပြေးသည်အေးဒီဤမိခင်သည် နောက်ထပ်ပဲပြုတ်တပေါင်းကို မိဘပေါ်မှချလိုက်သည်အေးဒီဒီတံမုံနှလုံးကိုဆွဲလျက်ရေပုံမိုင်းသို့ပြေးရပြန်သည်ထို့နောက်အခြားအိမ်မှုကိစ္စများကိုလုပ်ရသည်ပြီးမှတနခါလိမ့်ပြီးလျင်ထသွားထလာအတွက်တစုံနှဲမျှသာရှိသောအင်ကြီးနှင့် လုံကြီးကိုလဲလှယ်ဝစ်ဆင်သည်ခက်လန်းလန်းကားစိတ်စီမှဈေးတဲ့ကြိုသောကားသည်ဟွန်းကိုတပွန်ပွန်နှင့်တီးလျက်ရှိရာတိတ်ဆိတ်သောနနက်ခင်းသည်လှုံ့လှရှားရှားဖြစ်လာ၏ကားစိတ်မှဟွန်းတန်သည်ကားထွက်သွားသည်နှင့်အတူ ပျောက်ွယ်တိတ်ဆိတ်သွားပြီးနောက်မကြာမီတွင် ကြီးအော်တန်များကိုကြားလာရသည် ထိုချိန်နှင့်မရှိမနှောင်းမှာပင်ပဲပြိုးဟူသောအတန်စူးစူးကလေးကို ကြားတတ်ကြရ၏ထိုအတန်သည်အေဒီဤအတန်ဖြစ်လေသည်အေဒီနှင့်အမေသည်ပဲပြိုးတရောင်းစီနှင့် ရှေ့နောက်ထွက်လာကြပြီးလျင်အေဒီဤမိခင်ကအေဒီကိုကြောခိုင်းလျက်တစ်ဖက်သို့လှည့်သွားလိုက်တိုင်းအေဒီကလည်းပဲပြိုးဟူသောအတန်ကို ပင်ကိုဂိယုနာအတန်ကလေးနှော၍ ပဲပြို့ဟုဆွဲဆွဲငင်းငင်းဟစ်အော်နေကြဖြစ်သည်အေဒီဤအတန်သည်တိတ်ဆိတ်သောနနက်ခင်းတွင်အရာပေါ်၌လဲလျောင်းအပြင်းထူနေကြသူများကိုတာတာယာယာနှင့်နိုးစေနှံ့ယုံမြမကလမ်းတစ်ဖက်တစ်ချက်ရှိအိမ်များတစ်ပင်များကိုရိုက်ခတ်ပြီးလျင် ကောင်းငင်ရန်သို့ရှံတက်သွားစေသည်သို့သောဈေးဝယ်လိုသူတစ်စုံတစ်ယောက်သည်အေဒီဤအတန်ကိုကြားလိုက်ရလျင်အတန်မပြောင်းမီထွက်၍ခေါ်မှအေဒီကို တွေ့ကြရမည်ဖြစ်သည် ထို့သောမဟုတ်ပဲအနေငယ်မြနောက်ကြနေမည်ဆိုပါကအေးဒီဒီအခြားလန့်ထိတ်တစ်ခုသို့ရောက်ရှိချိုးဝင်နေပြီးဖြစ်ပေလိမ့်မည်ဤเจ้าကိုတီးပြီးဖြစ်သောထွန်းဆိုင်သည်အေးဒီဤအော်တန်မဆုံးမီပင်လျင်လာအောင်ဟုအိယာထဲမှနေ၍အတန်ပြုတ်လိုက်သည်တကယ်ဆိုတော့ထွန်းဆိုင်မခေါ်တော်လဲအေးဒီကမူဝင်နေကြဖြစ်၍ဝင်လာမိသာဖြစ်သည်တထေးကခုတည်းထိမထဘူးစီးစိမ်တော်ကြီးနေလိုက်တာ ချမ်းလွန်းလိုပါဟာငါတညာလုံးစိုက်ကားဆွဲနေရတာအခု၄နာရီထိုးပြီးမှပြန်လာရတာအမလီကိုလောဘနဲ့ကိုစားဖို့ရှာတာဘသူကသနာနေရအောင်မှလဲကဲပါလှုပ်ပါသူများနေမြင့်နေပါဦးမေတော့ပါဟာနေရနေမဲမိဖို့တဲ့ကပကံလေးပါလေးယူပြီးထဲ့သွားစမ်းပါငါချမ်းလွန်းလို့အိယာကမထပရစေနဲ့တော်စမ်းပါကိုဟာကိုသွားယူပါလားជីကြီးကတို့မေကနောက်၄၅ရက်ကြာရင်နေဗံရောက်တော့မေဟာ မနေသေးကဘာဆရာတော်ကြီးဆိုလားအဲ့ဒီသွားပြီးကမ္မထမ်းထိုင်နေလေကဲပါတော့ယူမာလားမယူဘူးလားကျုပ်အချိန်ကုန်နေမယူမာဖြစ်သွားမယ်ခတ်ပါပြီဟာယူခြင်းလို့တမင်ခေါ်လိုက်တဲ့ဟာပဲငါမှအေးပတ်နေလို့ဟောဒီမှာလာစမ်းကြည့်စမ်းငါလက်တွေအေးဆန်းနေရပဲစမ်းညင်ပါဘူးမစမ်းညင်လဲသွားပါဟဲ့နင်းကနေပဲပကံထဲမှာထားပစ်ခဲ့ပါအဲ့ဒီလူမမဟုတ်လဲနင့်သဘောပဲသွားခြင်းလဲသွားတော့ တွေ့လိုက်ရင်ဒီလိုပဲတော်တော်ကို စီးပိုးတယ်နေရာတကာမှာပိုင်ဆိုးပိုင်နင်းတယ်အေးဒီဒီပြောပြောဆိုဆို စင်ကလေးပေါ်သို့လှမ်းတက်လိုက်ခါထုံးစံဤခြေရင်းမှာဖြက်လျက်မိဘကလေးတဲ့သို့ဝင်သွားသည်အေးဒီပကံယူနေစဉ်ဝါချမ်းမြင်ကိုနင်းလာတဲ့ကြားရပြီးနောက်အေးဆက်သောလက်နှစ်ဖက်သည်အေးဒီဤခါကိုရစ်ပတ်လိုက်ခြင်းခံလိုက်ရသည်အေးဒီဒီရုံးကန်ခြင်းမပြုတော့လဲရင်ထဲတွင်ရုတ်တရက်ဖို့သွားသည် ပကံပြန်ချလိုက်ပြီးလျင်တော်ဒီလိုတော့မလုံနဲ့နော်ဒီလိုလုပ်တာမကောင်းဘူးကျုပ်အစကလေးကအထင်သာဟုတုံတုံยียีမောတန်နဲ့ပြောရင်ထုံးစံဤလက်နှစ်ဖက်ကိုမိမိလက်နှစ်ဖက်နဲ့စုပ်ကိုင်းဖယ်ပြစ်နေသည်ချမ်းလွန်လို့ပါဟနစ်ကိုလေးဖတ်ထားရတာတိတ်နွေးတာပဲထုံးစံသည်အေဒီဤနောက်မှခေါင်းချင်းထိလျက်အေဒီဤနာဝတို့ကက်၍ခတ်တူးတူးပြောလိုက်သည်ဟင်းဟင်းဟင်းတော်မကောင်းဘူး ကျုပ်ဈေးသွားရောင်းရအောင်မဲတော်လွတ်အေးဒီဒီကဒုံကီရင်နဲ့ပါဇက်မှဤသို့ပြောနေတော်လဲမိမိကိုယ်တိုင်ကမူမိမိဘာသာဘာလို့မိသည်မသိပဲထုံးစံဤလက်နှစ်ဖက်ကို လွတ်လိုက်မည်သို့တကဲ့သို့အတင်းဖြစ်ညက်ဆွဲဖြီထားမိနေသည်တို့တယောက်နဲ့တယောက်ကြိုက်လာကြတာလဲကြာလာပါပြီဟာငါနဲ့ကိုတကယ်ယူရမယ်ဟာနင်ကောင်မချစ်ဘူးလားအေးဒီဒီအာဆေးထဲထားတယ်လို့ စကားတခုံးအများမပြောနိုင်ပဲဖြစ်နေ၏ထိုနေ့နနက်တွင်အေးဒီပဲပြုတ်ဆက်လက်မယောင်းပြစ်တော့ကြီနေကလေးအနေငယ်မြင့်လာသောအခါအေးဒီငိုပါလေတော့သည် ထုံးဆိုင်ဤရင်ဝကိုလည်းတပုံးမုံနဲ့မြည်အောင်ထုတော့သည်ကဲမထုပါဘူးအေးဒီဟာငါမိကလည်းတပတ်လောက်နဲ့ပြန်လာမှာမဟုတ်ပါဘူးနင်ဒီမှာပဲနေလိုက်တော့ဟုတ်တယ်အာကြီးကြီးဖြစ်လိမ့်မယ်ဒီလန်တလန်ထဲမှာအတူတူနေကြတဲ့ဥစ္စာကိုအမေတို့အဖေတို့ကမသိပဲနေမလား တော်ကြီးတော်ကြီးဘာမှမစင်သာဘူးအရန်အရန်အေးဒီဤစကလုံးထဲတွင်လက်သီးသုတ်ကလေးများပါ ရောပါလာသည်ထို့နောက်ငိုလဲငိုလိုက်လေးသေးသည်ထုံးဆိုင်သည်ဆွတ်ဆွတ်မိဆွတ်ရာထင်းတယ်လို့လှုပ်တတ်သူဖြစ်တော်လဲအေးဒီကိုတော့တကယ်ချစ်မိနေသည် ထို့ကြောင့်အေးဒီငိုဒီကိုသူမကြည့်ရန်အေးဒီငိုနေသည်မြသူ့တာဝန်မကင်းဖြစ်ရသည်ထို့ကြောင့်အေးဒီကိုချော့မော့၍ထားပစ်ခဲ့ပြီးလျင်သူအပြင်သို့ထွက်သွားသည် အေးဒီတိတ်မမျောရသေးမီပင်ထွန်းဆိုင်ပြန်ရောက်လာသည်ထွန်းဆိုင်ပြန်ရောက်လာသောအခါအညာသားဆန်အေးနှင့်သူ့အဖော်စိုက်ကားသမားတို့ဦးပါလာသည်ထွန်းဆိုင်ဤအစည်းအဝေးများမှာအေးဒီဤမရောက်သေးသောပဲပြုတ်များကိုတငယ်ချင်းစိုက်ကားသမားများနှင့်ယင်းမီခင်မင်သူတွေဝေယူလိုက်ကြရန်ထို့နောက်နေ့စဉ်အေးဒီပြန်အပ်နေကြပတ်စံအရေးအတွက်အတွင်းထွန်းဆိုင်ကထုတ်ပေးထားခဲ့၍အညာသားဆန်အေးကြီးကပဲပြုတ်တောင်းနှင့်ပတ်စံကိုယူသွားလျင် အေဒီတို့အမေကို ပေးအပ်ရန်ထို့နောက်အေဒီသည်ထွန်းဆိုင်နှင့်လိုက်ပြေးကြပြီဖြစ်ကြောင်းကို ပြောပြရန်မိမိအားသွားဖို့ပေးပါ ဆိုသည်ဖြင့်သာလာဖို့ရသည်သူတို့ဘဲထွက်သွားပြီဟုပြောရန်တငယ်ချင်းစိုက်ကားသမားကအေဒီနှင့်ထွန်းဆိုင်တို့ကိုတဏျာယာတို့လိုက်ဖို့ပေးပြီးလျင်အေဒီတို့အိမ်ကအခြေအနေများကိုစံအေးစီမှတဆင့်တနေ့တစ်ကြိမ်လာရောက်သတင်းပို့ပေးရန်ထွန်းဆိုင်သည်ဤစီစဉ်တိုင်းပြုလုပ်ပြီးလျင် တကားမြာမရှိသောမိမိ၏အိမ်ကလေးကိုလည်းအဖော်ဆိုင်ကားသမားနှင့်ဆန်အေးကြီးတို့ကို အထားပစ်ခဲ့ကာအဖော်ဆိုင်ကားသမားလိုက်ပို့ရသောအေးဒီနှင့်အတူပါလာခဲ့ကြသည်အဖော်ဆိုင်ကားသမား၏မိတ်ဆွေမှာအလွန်ဖော်ရွေသောလူပြိုကြီးဖြစ်လျက်ယခုအခါတွင်ဆိုင်ကားမနှင်းဘဲသုံးမင်းကားမောင်းနေသည်ဆို၏ထွန်းဆိုင်တို့ရောက်သွားကြသောအချိန်တွင် အလွန်ဝမ်းမြောက်ဝမ်းသာဖြင့်ထွန်းဆိုင်တို့လင်များတွင်ကျူထီယံများကာ၍အခန်းလေးတစ်ခန်းကိုချက်ချင်းလှုပ်ပေးရှာသည် ထို့နောက်အတော်ပဲဟေဒုစရာသမီးမင်္ဂလာဆောင်မလို့ကွာအဲ့ဒီအိမ်မှာဝိုင်းလို့ပေးဖို့မင်းပေါင်းသင်းတွေခေါ်ခဲ့စမ်းပါအောင်လို့ပြောထားတယ်မင်းတို့လင်မယားအသက်ဆက်ဆက်ရောဟိုကောင်ရောငါအပေါင်းသင်းတွေနေနဲ့ဝိုင်းဝန်းကူညီကြပါဦးကွာဟုဆိုလိုက်ဟိုကောင်ဆိုဒီမှာထုံးစံဤအဖို့ကိုပြောခြင်းဖြစ်သည်သောသောထိုးဖော်ဖြစ်သူမှာထုံးဆိုင်တို့အတွက်တရင်လာပို့ရအုံမြဖြစ်သည်ဖြင့်ထုံးဆိုင်တို့နှင့်အတူမနေနိုင်သည် ထုံးဆိုင်တို့လင်မယားသာလျင်ကြံ့ရစ်ခဲ့ကြသည်အေးဒီဒီအပြက်အပြက်နှင့်အခုလိုတကယ်ထွက်လာခဲ့ရမှမောင်လေးကို အောက်မေ့သလိုလိုညမကလေးကို လွမ်းသလိုလိုဖြစ်နေ၏အမေစိတ်ထဲမှာဘလို့နေမလဲအဖေကများတိတ်စိတ်ဆိုးနေမလားဟု တွေးတောနေ၏ထို့ရက်ငါတယောက်ဈေးရောက်ပေးမဲ့လူလျော့သွားရင်တော့အဖေတို့အမေတို့ကြက်တဲလာကြတော့မှာပဲဟုတ်တွေးမိလျက်အတော်စိတ်မကောင်းဖြစ်နေ၏ ဲ့ဒါကြောင့်မြန်အမေတို့အဖေတို့ကစိတ်ဆိုးပြီးကိုထွန်းဆိုင်ကိုသွေးဆောင်ခေါ်သွားပါတယ်လို့ခတ်တိုင်းလေမလားဟုလဲတွေးမိ၏အသက်မစေသေးဘူးဆိုလျင်အပြစ်ကြီးတယ်လို့ပြောတန်ကြားဘူးတယ်အဲ့ဒီတော့ငါအသက်စေပြီလားမစေသေးဘူးလားဟု တွေးတော့၍မသိနိုင်အောင်ဖြစ်နေ၏ထို့ပြင်ယခုလိုခိုးရလိုက်လာခဲ့သည်မှာထွန်းဆိုင်ကသွေးဆောင်ခေါ်တာလားသူကကြိုက်ပြီးလိုက်လာခဲ့မိတာလားဟုလဲတွေးမရအောင်ဖြစ်နေ၏ အမှန်တော့ထုံးဆိုင်တဲ့သူနဲ့နှစ်ယောက်သားတွေ့ကြရပွဲသူကလည်းမြည်သောအမျှညင်းဆန်မှုမပြုတ်လှသေးပဲအချိန်ကုန်သွားသဖြင့်ရောင်းငြိမ်မဟုတ်သောကြောင့်ရောင်း၍မရတော့သောကုံတွေနှင့်အိမ်မပြန်ဝင့်ရမှမထူးဘူးဟုလိုက်ပါလာရခြင်းသာဖြစ်သည်အေဒီယေလာပါဦးဟာဟောဒီမှာကွာတို့လူကြီးရဲ့ဆရာကမောင်ငါလဲကျွေးမလို့တဲ့မောင်ငါချက်တတ်တဲ့လူလဲဟုတ်ဒီပတ်ဒီမရှိဘူးတဲ့ကဲလက်စွမ်းတွေပါဒီပြလိုက်ပါဦးကွာ ဒါကြုံမိမဗျာလို့ကြွားလိုက်ချင်းလုံးလို့အေးဒီဒီထုံးဆိုင်အနီးသို့ရောက်တော့ခါထုံးဆိုင်ဤကြောကိုအုံငနေမိအောင်ထုလိုက်သည်ကဲပျော်အောင်အကြောကြီးနဲ့သူများကိုမိမမိမနဲ့ဟာကိုမိမမို့ကိုမိမပြောတာဘောဟာတို့နင်းကဘု து မိမလဲကြည်ပါလားအေးဒီဒီပြောပြောဆိုဆိုနဲ့ထုံးဆိုင်ဤပေါန်တွင်းကြောကိုလိုက်လေနီထုံးဆိုင်ကနောက်ဆုံးနောက်ဆုံးနဲ့အေးဒီလိုက်မမိယုံကလေးမျှပြေးလေသည် ထိုညတွင်ထွန်းဆိုင်တို့လေမယားသည်မိမိတို့တဲသောအင်ရှင်ဆရာဤသမီးမင်္ဂလာဆောင်ကျွေးမွေးရန်အတွက်ချက်ရပြုတ်ရနှင့်နနက်၃နာရီခန့်ရာမှ အိမ်ပြန်ညရသည်ချစ်သက်စာလူငယ်လေမယားသည်အိမ်ပြန်ရောက်တော့လဲတော်တော်နှင့်မအိမ်နိုင်ညသေးပဲမယိုးနိုင်သောချစ်စကားများကိုပြောနေကြရသေး၏အေးဒီအိယာမှနိုးသောအခါဓပြားတခြင်းများသည်အတန်ချက်သက်မှကျေလောင်စွာမြည်နေကြလေပြီ။ ထိုးဆိုင်ကိုနှိုး၍အိယာထဲမှလူလဲထကြ၏မင်္ဂလာဆောင်အိမ်သည်ဤတောပိုင်းရက်ွက်ကလေးတွင်အတော်ကလေးမျက်နှာကြီးသောအိမ်ဖြစ်သည် မင်္ဂလာဆောင်လာကြသူများသည်မင်္ဂလာလက်ဖွဲ့ပစ္စည်းများနှင့်တူတပွဲပွဲရောက်ရှိလာကြ၏တောပိုင်းကြသည်ဖြင့်အကျွေးမွေးကလည်းစုံလှသည် မောဟင်းကလည်းကြွေး၏ထို့နောက်မူလာပိုင်းဤရေခဲမုတ်ကိုလည်းကြွေး၏ပြီးလျင်ကော်ဖီတစ်ခွက်တိုက်ပြီးမှတပေကျော်ကျော်ရှိသော ရောင်ပြားကတ်ထားသည့်စေဘောလက်ကြီးတွင် စကူပန်းတစ်ခတ်ထိုး၍မင်္ဂလာဆောင်လာသည့်ဧည့်သည်တို့ကိုပေးသည်ထွန်းဆိုင်သည်ချွေးတလုံးလုံးနှင့်နောက်ဖေးတွင် ကော်ဖီဖြော်ရ၏အေဒီကရင်နွေးအိုးကိုမိလိုင်လိုင်ထိုးပေးရသည် ကော်ဖီတွေတိတ်မဖြော်နဲ့တော့ဟိတော်လောက်နေပြီဟုလူတယောက်ကလာပြောသဖြင့်ဖြော်လက်စာကော်ဖီကိုပြည့်အောင်ဖြော်လိုက်ပြီးလျင်လက်စာတက်လိုက်ရသည်တအိမ်လုံးတဝောဝောနှင့်စုညံနေ၏မင်္ဂလာဆောင်လာသောလူတွေအလုံးတို့သည်အရွယ်နှင့်မလိုက်သော ကလေးကလာအယောင်ဝတ်တို့ကိုဝတ်ဆင်လာကြကုန်၏မိမာတွေကပူဆိုး၏ပရေတွန့်နေပြီဖြစ်သောမိမာကြီးများကလည်းနှကန်းဤပါးဤဆိုးလျက်မျက်နှာကြီးအဖွဲသားနှင့်ဖြစ်နေကြသည်ငှား၍ဝတ်လာသောနဂတ်ကြီးများကိုလူမြင်စေရန် မျက်နှာကိုတမင်လှုပ်၍စကားပြောလိုက်သောအခါသူတို့၏နဂတ်ကြီးများကလက်ခနဲလက်ခနဲအယောင်တောက်သွားကြသည်ဟောသူတို့သားလာပြီဟူသောအတန်များနှင့်တူရောက်ရှိနေကြသော ပရိသတ်က ယုံ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 ဖြစ်သွားကြ၏တကိုယ်လုံးပိတ်ဖြူဝတ်ထားသောအာဝဇုံရွှင်ရွှင်နှင့်လူကြီးကမူအခါကောင်းမင်္ဂလာကောင်းအချိန်မှရောက်လာတဲ့အတွက်အင်မတန်လျော်ကန်သိမြတ်သည်ဟုဆိုနေသည်အခြားသူများဤသူအေဒီနှင့်ထွန်းဆိုင်တို့ကလည်းအိမ်မော်တို့တက်လာကြပြီဖြစ်သောသူတို့သားကိုတိုးဝေကြည့်ရှုကြ၏သူတို့သားလာလန်းတွင်ပိုးပွားကိုလက်ကောက်ဆွဲကြိုးများ ဝင်းနေအောင်ဆွဲလျက်အကန့်လိုက်အကန့်လိုက် ဖြတ်သားလျက်ရှိနေသည်သူတို့သားပေးရှိလူမျိုးကောင်းထံမှ ငွေဆက်ကူအထက်လိုက်ထွက်ကြလာသောအခါဝေးဟူသောပျော်သံကြီးနေတူဖင်ကိုလိန်ကျစ်လိန်ကျစ်လှုပ်၍ကာသောမိမနှစ်ယောက်ပေါ်လာပြီးလျင်ပဝါဒန်းကြီးတန်းပြုတ်သွားသည်ထုံးဆိုင်နှင့်အေဒီတို့သည်ဤမြင်ငွေများကို ကြည့်ရှုရင်းသူတို့ပါရောနောပျော်နေကြသည်သူတို့သားအိမ်ထဲသို့ရောက်သောအခါသူတို့သမီးကိုလည်းအပြုံများရန်လျက်အိမ်ငန်းတစ်ခုထဲမှထုတ်လာသည်သူတို့သားနှင့်သူတို့သမီးတို့သည် အထူးပြင်ဆင်ထားသောအခင်းပေါ်တွင်နှစ်ယောက်တူရှင်၍ထိုင်နေကြရသည် မိတ်ဆွေပေါင်းသင်းတို့ယူလာကြကုန်သောလက်ဖွဲ့ပစ္စည်းတို့သည်တီလာပေးသောဖုန်တော်ကြီးရှိတွင်ဝိုင်းရံနေကြသောလှူပွဲပစ္စည်းများကဲ့သို့သူတို့သမီးနှင့်သူတို့သားဤရှေ့ပတ်ပတ်လေတွင်ဝိုင်းရံနေကြသည်မိမကြီးတယောက်နှင့်လူရွယ်တယောက်တို့သည်ထိုပစ္စည်းများကိုဗလာစာအုပ်နှင့်စည်ရင်းလုံနေကြသည်သူတို့သမီးနှင့်သူတို့သားဤရှေ့တဲ့တဲ့တွင် ကြီးမားသောငွေဖလားကြီးတစ်လုံးရှိသည်သူတို့သမီးသည်ရှက်ရွံ့သောဟန်ပန်နှင့်စထိုင်နေကြဲကမျက်နာကိုတသမတ်ထဲအောက်သို့ငုံထားသည် သူတို့သမီးဤမျက်နှာမှာနီးမြန်းနေပုံကို မြင်နေကြရသည်အေးဒီဒီသူတို့သမီးဤနေပုံ ထိုင်ပုံဝတ်ပုံစားပုံများကို တမေတမောငေးလျက်ကြည့်နေမိသည်ဝိပြူစင်ကြယ်တွင်ပန်းရောင်ခေါင်းပေါင်းဖြင့်လုံကြီးတင်ထားသောမင်္ဂလာဘိသိက်ဆရာသည်သူတို့သမီးနှင့်သူတို့သားတို့အားမင်္ဂလာဘိသိက်သွန်ပေးရန်အတွက် အဆောင်ရောင်ပစ္စည်းကရိယာတို့ကိုပြင်ဆင်နေ၏မနီးမွေးမှတီးဝိုင်းသည်ဤမင်္ဂလာအချိန်ခါမျိုးတွင် အထုတလဲကျိုးကျိုးပန်းပန်းတီးနေရှာ၏ခတ်စောသောကခြိုထားရန်ရှိသောအဆိုတော်မိန်းကလေးသည်သူ၏ဘိုးဆန်းဆန်းဝဲလီရှိသောအတန်နှင့်မင်္ဂလာဩဘာပွဲတချင်းကြီးကို တက်နိုင်သမျှထန်ကုန်အောင်ဟစ်တည်လိုက်သည်အတိုင်းမသိမင်္ဂလာကျက်သည်ရှိပါရဲ့ကို တော်ကြီးငယ်ရင်ရသဘူတီတောင်ကျွန်းတင့်ရှွန်းတဲ့ကျက်သည်ဖျား ရှစ်ပြမတန်းချီကျွေး အောင်စီတူငွေခွတင်ငါသွန်ဘိတ်သိပ်ဖြာမင်္ဂလာဆောင်တို့ရောက်ရှိနေကြသောပရိသတ်သည်တို့သမီးတွေတို့သားရှေသွားနောက်လိုက်ညီမညီညှင်းခုန်နေကြ၏လက်ဖွဲ့ပစ္စည်းရသောတံမိုးနှင့်ကျွေးမွေးကုန်ကြရသည့်ဇီးိတ်ကြေးမကြေးခံမှန်းနေကြ၏အမျက်ပေါ်လာမည်ဆိုလျင်တို့သမီးကြလျင်လဲဤလိုပဲမင်္ဂလာဆောင်မည်ဟုစိတ်တွင်းကတွက်ကိန်းချနေကြ၏ သူတို့အားလုံးသည်ဤမျှကျက်ဒီမင်္ဂလာတွေဖြူဖြူဝေနေသည့်တူရိယာတန်ကိုမျှနားထောင်ရခေါင်းမှန်းမသိကြလေ။တီးဝိုင်းမှာဆရာတို့ကလည်းမြည်သူအာယုံစိုက်သည်မစိုက်သည်ဖြစ်စေမိမိတို့ဘာသာမိမိတို့အလွန်လက်တွေ့နေကြလျက်စိတ်လက်မပြတ်ပဲအာရပါရစူတီနေကြရှာသည်။အခါတော့ပေးတာကနေရင်ရွှေသား သာသနာရောင်လင်းကောင်းခြင်းခုဒီချိန်ခါဝါချက်ချရမည်နေရာတွင်ဝါချက်စားခွမ်းကနေမြည်ဟီသွားပြီးလျင်သူတို့သမီးနှင့်သူတို့သားရှိမှငွေဖလားကြီးသည်ပြိဋ္ဌတ်ထဲသို့လွင့်မြောက်ကြလာသည်သူတို့သမီး၏အဖေက၆၆နှစ်ပြည့်၍ခတ်လိုက်သောကြောင့်ဖြစ်၏မင်္ဂလာဆောင်တစ်ခုလုံးရုပ်ရုပ်ရက်ရက်ဖြစ်သွားသည်ပြည်သူပြည်ဆွဲသူဆွဲတောင်းမှန်သူတောင်းမှန်နှင့်ဖြစ်နေကြ၏ ။ဘာကြောင့်ဟူ၍ပရိသတ်ကတော်တော်နှင့်မသိကြ။နောက်မှသိကြရသည်ကသူတို့သားဘက်မှလူကြီးများသည်အိမ်တဆောင်နှင့်ငွေ9000တင်တောင်းမှမည်ဟုကောင်းမီကောင်းရဲ့ပြောပြီးကားမှယခုအိမ်ကရန်လဲပါမလား။ငွေလဲတပြားမှပါမလားသောကြောင့်ဟုဆို၏။မင်္ဂလာပွဲကြီးကပြတ်သွားခဲ့လေပြီ။ထုံးဆိုင်နှင့်အေဒီတို့သည်မင်္ဂလာဆောင်အိမ်ကြီးမှဖတ်ဖတ်မောလျက်ပြန်လာခဲ့ကြသည်သူတို့တဲအိမ်ရှင်သည်ဤမင်္ဂလာကိစ္စအတွက် သူ့ဆရာဘက်မှနာကြီးနေ၏မိဘဟူသည်မိမိ၏သားသမီးကိုစင်စည်း၍မြင့်ရန်ဒီကိုသာကြည်တင်ကြောင်းယခုကတည်းကလိန်လေ၍မင်္ဂလာဆောင်သောယောက်ျားသည်နောင်သောခါတွင်လည်းမယားဖြစ်သူ၏စိတ်မချမ်းမြေမှုကိုပြုလို့ရက်မိယောက်ျားမျိုးဖြစ်နိုင်ကြောင်းမယားဖြစ်သူအပေါ်တွင်လည်းတစ္ဆာကင်းမဲ့နိုင်ကြောင်းထို့ကြောင့်နောက်ဒုက္ခမရောက်မီယခုကကြိုတင်၍တားဆီးလိုက်ခြင်းသည်ကောင်းကြောင်းဤလိုပြုလို့သည်ဖြင့်သူတို့သမီးဘက်မှရှက်ဖွယ်ရာမရှိကြောင်း သူတို့သားဘက်ကပင်ပြင်းရှက်ဖို့ကောင်းကြောင်းတွေကိုပြော၏သူတို့သမီးဤမိဘများအကြောင်းကိုပြောသောအခါအေးသည့်စိတ်ထဲတွင်မိမိဤအဖေနှင့်အမေကိုသတိရလာသည်မိမိဤအဖေနှင့်အမေလည်းမိမိအားဤလိုပင်ချမ်းချမ်းသာသာဖြစ်စေခြင်းပေလိမ့်မည်မပူမပင်ထားနိုင်မည့်ယောက်ျားနှင့်သာပေးစားခြင်းပေလိမ့်မည်တင်းနှောင်းတင်းနေယူနိုင်မည့်သူနှင့်သာယူစေခြင်းပေလိမ့်မည်ယခုမူစိုက်ကားနင်းနိုင်မှစားရသောထွန်းဆိုင်နှင့်လိုက်လာခဲ့မိသည်ဖြစ်ရာ ဖေတို့အမေတို့စိတ်ထဲတွင်ယူကျုံမရဖြစ်နေကြမည်လားအဖေသည်အလုတ်ကျန်းသမားပြီးပြီးအလွန်ဒေါသကြီး၏တခါတရံကစော်ကလေးများမူလာလျင်တလန်းလုံးကိုဘသူမှလူမထင်တန်းယခုဆိုလျင်စော်ကားမော်ကားအလုတ်ခံရလေခြင်းဟုထုံးဆိုင်ကိုလည်းတွေ့ရနေရာတွင်ချမ်းသာခွင့်ပေးလိမ့်မည်မထင်မိမိကိုလည်းဒီလောက်မတ်ရန်ကောဟုကြိုးနေအောင်ရိုက်ကောင်းရိုက်ပြီလိမ့်မည်အေးဒီဒီယခုမှပို၍ပူလာသည် မင်္ဂလာဆောင်သူတို့သားဤဖခင်ကငွေဖလားကြီးကို6ရောက်နှစ်ပြည့်၍ကန်လိုက်ပြီးမှမျက်စီထဲမှာဖြောက်၍မရအောင် ရှိနေရသည်ယခုလောက်ဆိုရင် အဖေသည် အမေအုတ်ထိမ့်မှုညံ့၍သာဤသို့ဖြစ်ရသည်ဟု အမေနှင့်ယံဖြစ်နေမည်လားတို့ဒီမဟုတ်မိမိကိုဒေါသဖြစ်တိုင်းမောင်လေးနှင့်ညီမလေးတို့ကို ရိုက်နှက်နေမည်လားအေးဒီဒီရေတစ်ခွက်ကိုထ၍တောက်လိုက်သည်အဲဟိုလူကြီး ငွေဖလားကြီးထကန်ပစ်လိုက်တာကိုတွေ့ကလေးကကြုတ်စိတ်ပူလာတဲ့တော့မျက်စီတဲကဖြောက်လို့မရဘူးအဖေလည်းအဲ့ဒီလိုများစိတ်ဆိုးနေမလားမသိဘူးအဖေစိတ်ဆိုးရင် အာကြီးကြောက်စရာကောင်းတယ်တော့ဒေါသကလည်းအာကြီးကြီးတာပဲအမေကွာကိုရောက်ကတိကဒါတော့မဟုတ်ပါဘူးသဘောကောင်းပါလေသူကတော့ပြောလိုက်ရင်ဒါမျိုးကြီးပဲလူကြီးကမုန်းเสียအေးဒီကမျက်စောင်းပစ်ထိုးလိုက်ရာ ထုံးဆိုင်ကအေးဒီကိုလက်ညိုးလက်မကလေးနှစ်ချောင်းထဲနဲ့လှမ်း၍ဆွဲလိုက်သည်အောင်မလီကြည်နူးနေလိုက်ကြတာငါတို့ဖြင့်စံအေးကြီးသည်အိမ်ရှိမှဝင်လာရင်းလှမ်းအော်လိုက်ပြီးလျင်သူ့ပါဇက်ကိုယ်သူလက်နှင့်ပိတ်ခါငကူမှေးနေသောမျက်ပေါက်ချင်းကလေးကိုအစွမ်းကုန်ပြူးစေလျက်တစ်ဖက်သို့ခေါင်းဆက်၍ပြလိုက်၏ထိုတွင်ထုံးဆိုင်တငယ်ချင်းဤဆိုင်ကားသည်စံအေးကြီးပြလိုက်သောနေရာ၌ဆိုက်လာပြီးလျင်အေးဒီဤအဖေနှင့်အမေတို့ဆင်းလာကြသည် ထုံးဆိုင်နှင့်အေဒီဒီမပြေးသာမရှောင်သာဖြစ်နေကြ၏ထိုချိန်၌ပင်လျင်အေဒီဤအမေနှင့်အဖေတို့သည်အိမ်မော်သို့ရောက်လာကြ၏ဟဲ့ဟိုကောင်နဲ့ကောင်မဘယ်ပြေးကြမလို့လဲလာကြ ဟုအေဒီဤအဖေကလှမ်း၍ခေါ်လိုက်၏အေဒီဒီတကိုယ်လုံးတုံ့၍သွား၏မျက်လုံးကလေးလဲလျက်ထုံးဆိုင်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးလျင်ခေါင်းငိုက်ဆိုင်နှင့်ဖြစ်သွား၏ထုံးဆိုင်ကမူခဏတွေ့နေရမှ လားဟုတခွနဲ့ပြောပြီးလျင်ရှေ့မှထွက်သွားရာနောက်ကအေဒီကကုတ်ကုတ်ကလေးလိုက်သွား၏အေဒီဤအဖေနှင့်အမေရှိတွင်နှစ်ယောက်သားထိုင်မိသည့်နှင့်တပြိုင်နက်အေဒီဟိအမေသည်အေဒီရှိရာသို့တိုးလာသည်ကာလနာမတေချင်းစိုးမှ လူကြီးတွေကိုစိတ်မပူပူအောင်လင်နောက်လိုက်လိုက်မယ်ပြောမသွားဘူးကားတိုက်သလားလူဆွဲသွားပြီးအယောင်စာခံရသလားနဲ့စိတ်ပူလိုက်ရှာလိုက်ရတာနေတော့လားပေါင်နှင်းညော်ဆွဲလိမ့်အောင်မယ် ုပြောပြောဆိုဆိုလက်ရောက်လာသည်မဲအေးကလည်းဟဲအตาหนีလိုက်ဆမ်းမှာအေးဒီဤအဖေကဟန့်လိုက်သည်ထို့နောက်အတန်းကြားစကားမပြောဘဲငြိမ်သက်နေကြသည်ထွန်းဆိုင်ကမူတငယ်ချင်းဖြစ်သူနှင့်ဆန်အေးကြီးကိုသာမကြေချမ်းသောမျက်လုံးကြီးနှင့်လှန်လှန်ကြည့်နေသည်နင်တို့ကြိုက်လို့နင်တို့ယူကြတာအလုတ်ကင်ပြက်ခံပြီးဘာမှရှောင်းတိတ်ပြေးလွှားနေကြမလို့ဘူးခုချိန်မျိုးဆိုတာလုံနိုင်မှထမင်းတလုံးနိုင်နိုင်စားကြရတာ တို့ကတော့လူတယောက်ယော့သွားရင်စားတဲ့ပါးစပ်တစ်ပေါက်ယော့သွားတာပဲအေးဒီဈေးရောက်နေဆိုတာကလည်းသူဝစ်ဖို့အပြိုလှုပ်ဖို့တောင်ဝယ်လောက်တာမဟုတ်ဘူးအဲ့ဒီတော့သူမရှိရင်တို့ကတော့တတ်သားတယ်အဲတခုတော့ရှိတယ်အခုကြိုက်အခုယူအခု क्वे ဆိုတာမျိုးတော့မကြိုက်ဘူးအေးဒီမှာအပြစ်မရှိပဲယောက်ျားလေးကမတရားလုပ်ရင်လဲမခံကျင်လာရင်ဖြစ်ချင်တာဖြစ်ငါကတော့လိုက်တတ်မှာပဲမိန်းကလေးကလည်းကိုကြိုက်လို့ကိုယူပြီး နောက်မှဘဲ့နဲ့ညာနဲ့နဲ့အိမ်ပြန်လာရင်လဲငါကတော့အိမ်ဝကနေဖနှောက်နဲ့ပေါက်ချမှာပဲကြားတယ်ကွာငါကညလဲအလုတ်ဆင်းရအောင်မေတူတူပြောရရင်နင်တို့ပြန်လိုက်လာခဲ့ကြဟိုရောက်တော့လူကြီးနှစ်ယောက်သုံးယောက်နဲ့မြန်မြန်ကိစ္စပြီးအောင်လုပ်ပြီးအေးဒီကိုခေါ်သွားအဲထွန်းဆိုင်အမေကတော့သူတော်ကောင်းမကြီးဖြစ်နေပြီလေကြိုက်တယ်လို့သာလုပ်ပါတော့သူတော့တက်ခေါက်ဆိုးဝစ်ပြီးတရားအထုတ်သွားတော့မယ်သူသားကိုအပ်ပါတယ်ဆိုပြီးမင်းညံနေကအိမ်လာပြောသွားလေရဲ့ ကဲအဲ့ဒါပဲမဟုတ်ဘူးတော့ကျုပ်မကြည်ချမ်းတာကဒီကောင်မကဘာဖြစ်လို့လူကြီးတွေစိတ်ပူအောင်မပြောမစုံနဲ့လှုပ်သွားရတယ်ဆိုတာထုံးဆိုင်သည်တကယ်လဲသဘောကောင်းလွန်လာတော့ရောက်ခမအသည့်ဆက်ဆက်ကြီးများပေါ်တွင်ရင်းနှီးချစ်ခင်လာမိသည်အတော်စိတ်ပူနေမှာတိလို့အေးဒီရောကျွန်တော်ရောချက်ချင်းဆန်အေးကြီးကိုလှုပ်ပြီးအကြောင်းကြားခိုင်းနေခမညာ ည9နာရီလောက်မှပဲပြုတ်တောင်းကလေးလာဖို့ရင်အကြောင်းကြားတာချက်ချင်းလားဟာမตาရကျွကျွန်တော်တို့ခိုင်းလိုက်တာမနေ့9နာရီကြော်ကြော်လေးရှိပါသေးတယ်။ကိုဆန်းအေးကြီးခင်ဗျားဘလို့လောက်တာရော။ကဲပါလေပြီးတာပြီးပါစေ။အရေးကြီးတာကအခုဘလို့ဆက်ပြီးစီစဉ်ညမလို့။ကျွန်တော်လဲဦးလေးတို့တော်တို့သားသမီးပါပဲ။ဦးလေးတို့တော်တို့စီစဉ်လို့နားထောင်မှမယ်။ကဲလားဒါဖြစ်ပြန်မယ်။ အေဒီဖေကဥဆောင်၍နေရာမှထလိုက်သည်သူတို့သည်မင်္ဂလာဆောင်မှပို့သောကော်ဖီများကိုအိမ်ရှင်ဖြစ်သူကထည့်၍တိုက်သည်ကိုပင် မတောက်နိုင်ကြဘဲကမန်းကရန်ပြန်လာကြ၏ထုံးဆိုင်သည်ဆန်အေးကြီးယူလာသောမိမိစိုက်ကားပေါ်တွင် အေဒီကို တင်လျက်ရှေ့ဆုံးမှနေ၍တုတ်ချေတင်နင်းလာခဲ့သည် နေရည်သောကောင်းငင်သည် ကြည်လင်လျက်အေးသော လေတို့ကအေဒီ၏ရင်ဘတ်ကို တိုးနေသည်အေဒီရေဘာတော့ ကို့ရောက်ကတိကြီးကသဘောကောင်းတယ်နော်တီနာကြကဲတုတ်တုတ်ခဲခဲကောင်းပါကလေးကစိုက်ကားနင်းနေသူကိုလှမ်းရိုက်ရာစိုက်ကားဆရာသည် ပြုံးဖြီးဖြီးကြီးနှင့်စိုက်ကားကိုတအားကျုံ၍နင်းလိုက်သည်ရန်ကုန်ဘဆွေအမှတ်193ဒီဇင်ဘာ2005ခုနှစ်ရွှေမြုပ်တီမဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်